စစ်ပွဲတွေတိုက်ပွဲတွေဘုံကျဲထားမှုတဲ့နေရာတွေမှာအသုံးပြုပြီးပြင်မယ်မပေါက်ကွဲပဲကြံနေတဲ့လက်ပစ်ပုံဒုံးကျင်နဲ့ကြည်စံဆရာတွေကိုမထီမကိုင်းနေရမပြောင်းရွှေ့ကြပါနဲ့ကရင်အမျိုးသားအစည်းအရုံး KNU တမဟာခွန်နေပြည်လှိုင်းပွဲမြို့နယ်မှာရှိတဲ့ပူလူတူစစ်ကောင်စီစခန်းကစစ်ကောင်စီတပ်သားတွေဟာထိုင်းနိုင်ငံဘက်ကိုဆုတ်ခွာထွက်ပြေးသွားတယ်လို့ KNU သတင်းရှင်းပြကပြောပါတယ် ထိုင်းမြန်မာနယ်စပ်ကပူလူတူစစ်ကောင်စီစခန်းကိုဖေဖော်ဝါရီ26ရက်ကစပြီး KNU ဥဆောင်တဲ့ပူပေါင်းတပ်ကထိုးစစ်ဆင်နေခဲ့တာပါတိုက်ပွဲနှစ်ပတ်ကျော်အကြာဒီနေ့မှာတော့စစ်ကောင်စီတပ်သားတွေစခန်းဆွန်ထွက်ပြေးသွားကြတယ်လို့သိရပါတယ်ပူလူတူစစ်ကောင်စီစခန်းသိမ်းတိုက်ပွဲကို KNU တပ်မဟာခွန်ကဥဆောင်ထိုးစစ်ဆင်ခဲ့တာပါ KNU သတင်းရှင်းပြတဲ့အူပြောတာက စစ်ကောင်စီတပ်သား၂ယောက်သေပြီး၄ယောက်ဖမ်းမိကြောင်း၁၁ယောက်ကထိုင်းဘက်ကိုကူးသွားကြောင်းနဲ့စခန်းကိုသိမ်းနိုင်ခဲ့ပြီဖြစ်ကြောင်းသူကဆိုပါတယ်။ထိုင်းသတင်းဌာနတချို့ရဲ့ဖော်ပြချက်မှာတော့ပူလူတူစစ်ကောင်စီစခန်းကို KNU လက်အောက်ခံကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNLA တပ်မဟာခွန်ကအောင်မြင်စွာသိမ်းပိုင်နိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ ဒါပေမဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာထိုင်းဘက်ခြမ်းကိုဖျက်ကျော်ထွက်ပြေးလာပြီးထိုင်းတပ်ဖွဲ့ဘက်ကလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပံ့ပိုးပေးထားတယ်လို့မဲဆောက်သတင်းဌာနကဖော်ပြပါတယ်။ KNU ဘက်ကတော့ပူလူတူစခန်းသိမ်းတိုက်ပွဲနဲ့ပတ်သက်လို့တရားဝင်သတင်းထုတ်ပြန်မှုမရှိသေးပါဘူး။တိုက်ပွဲဖြစ်ပွားနေချိန်တလျှောက်လုံးထိုင်းဘက်ခြမ်းမှာထိုင်းစစ်တပ်ကလုံခြုံရေးတွန်းမြင့်ထားပါတယ်။ KNU ဟာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KNU ရဲ့ခရိုင်နယ်တပ်မဟာ9ခုက စစ်ကောင်စီတပ်စခန်150ကျော်ကိုသိမ်းပိုက်ထားနိုင်ခဲ့ပါတယ်ဒီ2025ခုနှစ်အတွင်းမှာလဲစစ်ရေးအရှိန်မြင့်တင်သွားမယ်လို့ KNU တာဝန်ရှိသူတချို့ကအသိပေးထားပါရရှင်။စစ်ပွဲတွေတိုက်ပွဲတွေဘုံကျဲထားမှုတွေနေရာတွေမှာအသုံးပြုပြီးပြင်မယ်။မပေါက်ကွဲပဲကြံနေတဲ့လက်ပစ်ပုံ၊ဒုံးကျည်နဲ့ကြီးစံဆရာတွေကိုမထိမကိုင်းနေရမပြောင်းရွှေ့ကြပါနဲ့။